လင်ငယ်နေတယ်ဆိုပြီးတော့အမြဲမဟုတ်မမှန်ဆွဆွဲပြောဆိုတဲ့ယောက်ျားအပေါ်မိမငါကွာရှင်းခွင့်ရနိုင်သလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွတ်တော်ရှိနေဦးအောင်စရာဖြစ်ပါတယ်ကျွန်တော်တို့ Law Firm အနေနဲ့အများပြည်သူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးတင်ပြပေးရရှိပါတယ်လင်ငယ်နေတယ်ဆိုပြီးတော့အမြဲမဟုတ်မမှန်ဆွဆွဲပြောဆိုတဲ့ယောက်ျားအပေါ်မိမငါကွာရှင်းခွင့်ရနိုင်သလားဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်က 1928မတ်တန်ဆ130အမှုကိုကိုးကားပြီးတော့တင်မြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအမှုမှာဆိုရင်ဒေါ်တင်မြကခင်မွန်းဖြစ်သူဦးသိန်းရွှေအပေါ်ဦးသိန်းရွှေသည်၎င်းအပေါ်တခြားသောယောက်ျားများနဲ့အမြဲတမ်းမဟုတ်မမှန်ဆွဆွဲပြောဆိုတဲ့အတွက်စိတ်မချမ်းမသာဖြစ်ရတယ်ဆိုပြီးတော့မှလင်မယားကွာရှင်းပြတ်ဆဲပေးစီလိုမှုဖြင့်ဆွဲဆိုတဲ့အမှုဖြစ်ပါတယ်။မူလတရားရုံးကအမှုကိုစစ်ဆေးပြီးတဲ့နောက်မှာဒေါ်တင်မြကိုအနိုင်ပေးလိုက်ပါတယ်။ အဲ့လိုအနိုင်ပေးလိုက်တဲ့အမိတ်အပေါ်ဦးသိန်းရွှေကမကြေနပ်တဲ့အတွက်အယူခံဝင်ရောက်ပါတယ်။အယူခံရုံးကဘလို့ဆုံးဖြတ်တလဲဆိုတော့မြမတလိထုံနှံဥရိအရာအိမ်ထောင်ရေးပြမှုကျူးလွန်ရင်လင်မယားကွာရှင်းခွင့်ကိုတရားစွဲဆိုခွင့်ရှိတဲ့အကြောင်းရက်ဆက်မှုသည်အိမ်ထောင်ရေးပြမှုဖြစ်ကြောင်းရက်ဆက်မှုဆိုရ၌ကိုဤဆင်းရဲခြင်းတာမကစိတ်ဤဆင်းရဲခြင်းနဲ့ပါဝင်ကြောင်းစိတ်ဤဆင်းရဲခြင်းဖြစ်အောင်ရက်ဆက်မှုပြုခြင်းလင်ကွာရှင်းခွင့်ကိုရနိုင်ကြောင်း လင်ငယ်နေသည်ဟူ၍အစဉ်တရွေ့အမြဲတမ်းမဟုတ်မမှန်ဆွဆွဲပြောဆိုခြင်းသည်ရက်ဆက်မှုမြောက်ကြောင်းယခုအမှုမှာဦးသိန်းရွှေသည်ဒေါ်တင်များအားအခြားသောယောက်ျားများနှင့်အမြဲတမ်းမဟုတ်မမှန်ဆွဆွဲပြောဆိုခဲ့တာမှာ ပေါ်ပေါက်ကြောင်းစသည်ဖြင့်သုံးသပ်ပြီးတော့မှဦးသိန်းရွှေရဲ့အယူခံမှုကိုပန်းလက်လိုက်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့တင်ပြမှုကိုအနစ်ချုပ်ရမယ်ဆိုရင်တော့လင်းငယ်နေတယ်ဆိုပြီးတော့အမြဲတမ်းမဟုတ်မမှန်ဆွဆွဲပြောဆိုတဲ့ယောက်ျားအပေါ် မိမကကွာလိုမှုဆွဲဆိုနိုင်ပြီးတော့မှကွာချင်းခွင့်ကိုရနိုင်မှာဖြစ်ပါကြောင်းတင်ပြလိုက်ပါတယ်။နောက်တစ်ပိုင်းမှာလည်းသက်ဆိုင်ရာကောင်းစဉ်လေးတွေနဲ့ကျွန်တော်ဆက်ပြီးတော့မှတင်ပြပေးသွားအောင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ချီပါတယ်။